Hello ကေပါကေအရင်ဆုံးကိုကိုမိတ်ဆက်ပေးရမယ်ဆိုရင်တော့ဒီမြန်မာနိုင်ငံတွင်းပေါ့เนาะပြည်တွင်းဟာ Archivan တစ်ခုမှာ Architecture Driver အနေနဲ့ရောနောက် Project Coordination ဘိုင်းမှာရောဆောင်ရွက်နေတဲ့လက်ရှိဆောင်ရွက်နေရပေါ့เนาะဆိုတော့ကေတိတလောက်ကို knowledge ပေါ့အဓိကတော့ Architecture နဲ့ပတ်သက်တဲ့ knowledge တွေကေအခု Architect တွေစီကနေပြီးတော့မှလေ့လာထားတဲ့ knowledge တွေနောက်ပြီးတော့တရားခေတ်ဖမ်းမှာဘလို့တွေ အလုပ်လုပ်လဲပေါ့နော်ဥမာ architectural drafter ဆိုတာပါလဲပါလေလှုပ်ဆောင်ရလဲ project coordination ပိုင်းမှာဘယ်လိုတွေဘယ်လို progress နဲ့လှုပ်ဆောင်လဲဆိုတော့ကိတိတဲ့ကိတိတလောက် knowledge တွေပေါ့เนาะအားရကို sharing လုပ်ပေးမှာဖြစ်ပါတယ်ပထမဆုံးပိုင်းမှာကျတော့ architecture drafter လုံးမဲ့သူတွေအတွက်ပေါ့เนาะအားရတိတဲ့နဲ့နောက်ပြီးတော့အရင်ဆုံး architecture drafter ဆိုတာပါလဲပေါ့နောက်ပြီးတော့ဘာတွေတိတဲ့နဲ့ဘာတွေလေ့လာတိတဲ့နဲ့ဆိုတော့ share ပေးမှာပါ ထမဦးဆုံး architecture drafter ဆိုတာပါလဲဆိုတော့ architect တွေစီကဒီဇိုင်းတွေထွက်လာပြီဆိုရင် architecture drafter တွေကဒီ technical drawing တွေ detail drawing တွေ plan တွေ elevation တွေ section တွေစသဖြင့်ဒီလိုမျိုး drawing အစင်းစင်းကိုထုတ်ပေးရတယ်ပေါ့နော်အဲ့ drawing တွေထွက်လာပြီဆိုလို့ရှိရင်အဲ့တစင်ပြီးပြီဆိုမှ coordination ဘက်ကိုသွားရတယ်ပေါ့နော်ဆိုတော့သူ့ရဲ့ sequence လိုက်ပေါ့ ကိုကဒီ drawing တွေထုတ်ပေးထားရဆိုပေမဲ့လဲ site နဲ့ on site မှာကဖြစ်လာမဲ့ဒီပြဿနာတွေကိုလဲ coordination ဘိုင်းနဲ့ပြန်ပြီးရောညှိပေးရတယ်ဆိုတော့ဒါတော့ architecture drafter ရော coordination ဘိုင်းရောစတိုက်သွားတဲ့အနေအထားပေါ့နော်ဆိုတော့အရင်ဆုံး architecture drafter ကတော့အဓိကတော့ဒီ plan elevation session နောက်ပြီးတော့ဒီ site ဘက်မှာလိုအပ်တဲ့ detail drawing တွေကိုထုတ်ပေးရတာအဲ့ဒီသဘောပဲပေါ့နော်ဆိုတော့ architecture drafter ဆိုတာတော့ ဒါပါပဲဆိုတော့ရင်ရှင်းပြပေးပါမယ်ဆိုတော့ဒီ technical drawing တွေထုတ်ပေးတဲ့နေရာမှာနှစ်ပိုင်းရှိရပါတော့။အကျန်းတဲ့နဲ့အတွင်းပိုင်းပေါ့။အဲဒီတော့ဒီ construction document လို့ခေါ်တယ်။နောက်အတွင်းပိုင်းကိုတော့ interior design drawing ပေါ့နော်။ working drawing လို့ခေါ်တယ်။ဒါနှစ်ပိုင်းရှိရဲ။နောက်မှတစ်ပိုင်းမှာကျ construction document ကျတော့ဒီ project တစ်ခုစောင့်တစ်ခုမစခင်မှာဒီ construction နဲ့ရောလိုအပ်မဲ့ technical drawing လေးပေါ့เนาะ plan စာ plan elevation section နောက်ပြီးတော့ drawing window detail နောက်ပြီးတော့တခြားလိုအပ်တဲ့ stair detail sun shade detail စတဲ့ဖြစ်ပေါ့เนาะ budget ပေါ်လိုက်ပြီးတော့မှဒီ technical drawing လေးကိုပြင်ဆင်ပေးရအောင်ပေါ့เนาะဒါတော့ construction document ပိုင်းပေါ့နောက်တဲ့ India design working drawing မှာじゃအတွင်းပိုင်းမှာထည့်မဲ့ lighting ကစာ ceiling ကစပေါ့เนาะ lighting ceiling ကစ furniture ရဲ့ထိကိုဟိုက detail သုံးမဲ့ material ရဲ့ထိ detail ဒီဒီထုတ်ပေးရတဲ့ drawing ပေါ့နော်အဲ့ဟာနေစပြီးတော့ကေတို့ကဒီ coordination ဘိုင်းကိုဆက်ပြီးတော့သွားမှာပေါ့နော် technical knowledge တွေလည်းသိထားမယ်ပေါ့เนาะကိုက technical knowledge တွေသိထားမှသာဒီ construction တို့တခြား consultant တွေ supplier တွေနဲ့ coordination လုပ်တဲ့အပိုင်းမှာဒေတာစိတ်မပြေနဲ့ပြန်ပြီးတော့မှ coordination လုပ်ရမှာပေါ့เนาะဆိုတော့ technical drawing တွေပြီးရင်ဒီက knowledge ပေါ့เนาะ knowledge တွေသိရမယ် နောက်ပြီးတော့ဒီ material တွေပေါ့နော် material တွေတည်ရမယ်တခြား fashion ပေါ့တခြား fashion တွေကတော့ဒါတွေကတော့အလုံးလုံးရင်းနဲ့သင်သွားမှာပေါ့နော်ဒါပေမဲ့လိုအပ်တဲ့ technical knowledge တွေလည်းသိထားဖို့လိုတယ်နောက်ပြီးတော့ဒီ communication skill ပေါ့ communication skill ဆိုတော့ကိတို့ကဘာလို့လဲဆိုတော့ဒီ group တွေအများကြီးနဲ့အလုပ်လုပ်ရတယ်ပေါ့နော် consultant တွေပါမယ် MNE တွေပါမယ် ceiling ဘိုင်းတွေပါမယ်နောက်ပြီးတော့ account ပါမယ် ဖန်တီးချပါမယ်ဆိုတော့အများကြီးအများကြီးနဲ့ coordination လုပ်ရတဲ့အတွက်ကြောင့်မလို့ communication skill လည်းလိုအပ်တယ်ပေါ့နော်ကိုကဒီ communication ကောင်းကောင်းလုပ်တတ်လို့ရှိရင်လည်း coordination ဘိုင်းမှာပို့ပြီးတော့အားသာရပေါ့နော်လေလာထားတဲ့ software တွေကကြတော့အဓိကတော့ AutoCAD ပေါ့နော် AutoCAD တို့ SketchUp တို့ Microsoft တွေမှာဆိုရင်လည်း presentation တွေပြပေးရတဲ့အတွက် PowerPoint တို့ Word တို့ Excel တို့ဒါတွေကတော့အခြေခံပေါ့နော် ညသွားဖြစ်တော့အတူကနေ sketch ခဲ့ပို့ပို့သုံးတာများရဲ့ပေါ့နော်ဒီမှာတော့ဆိုတော့နောက်ပြီးတော့ဒီတစ်ခါလေး site visit တွေသွားရတဲ့ကြမလို့ကိုက site မှာစစ်တဲ့အခါပေါ့နော်ကို drawing နဲ့ site မှာကိုင်းညီမှုရှိမရှိအကိုင်းညီဆိုရင်ဘာဘယ်နေရာမှာလွဲနေလဲဘယ်နေရာမှာ design နဲ့မတူလဲဆိုတာကိုလည်းတစ်ခါလေးစစ်ရမှာပေါ့နော်ပြီးရင် coordination ဘိုင်းကိုလည်းကိုကအဲ coordination လုပ်နိုင်ရမှာပေါ့နော်ကို drawing နဲ့ ဒီဇိုင်းတိုင်းမဖြစ်တော့ဘူးဆိုလို့ရှင်ဘယ်လိုညှိလို့ရမလဲပတ်တော့ကြောက်အားလေကြလို့ရှင် drawing နဲ့ onsite မှာဖြစ်တဲ့အနေထားရည်နဲ့ကွဲလွဲတာရှိတယ်အဲ့ဆိုဆင်းလေး height တွေပေါ့เนาะအဓိကဆိုတော့ဆင်းလေး height တွေဆိုရင် onsite မှာကလိုအပ်တဲ့ pipeline တွေ echo pipe တွေရီမီ pipe တွေဆင်းလိုက်တဲ့အခါမှာမညီရရှိရဲလိုအပ်တာရှိရဲပေါ့เนาะဆိုတော့စသဖြင့်ညီရမာရအများကြီးရှိပါတယ် တော့ကိုက architecture drafter တရားလုပ်မယ်ဆိုရင်ဘယ်လို skill တွေရှိရမလဲဆိုတော့အရင်ဆုံး software ဘိုင်းပေါ့နော် software ဘိုင်းဆိုတော့ gradle ရှိ autocad သုံးတယ်ပြီးတော့ sketch လည်းသုံးတယ်ဆိုတော့ autocad နဲ့ sketch ကတော့ data လေ့လာထားတဲ့ပေါ့နော် autocad sketch နောက်ပြီးတော့ဒီ repeat repeat မှာဆိုလို့ရှိရင်လည်း repeat architecture ပေါ့နော် pin model ပေါ့အဲ့ဒါလည်းလေ့လာထားတဲ့ဒါပေမဲ့မြန်မာနိုင်ငံမှာကတော့လက်ရှိ autocad နဲ့ sketch ကိုတော့ပုံ run နေပေါ့နော် Microsoft ထဲမှာဆိုရင်တော့ Microsoft Word တို့ PowerPoint တို့ပေါ့အဲ့ဒါတော့ Excel တို့ပေါ့အတိုင်းအခြေခံလေ့လာထားရမှာပေါ့နော်ဆိုတော့ဒီ software ဘိုင်းမှာတော့ Adobe SketchUp ပေါ့နော်အလုပ်ကိုင်နေနေရကြတော့ဘယ်ဒီမှာရှောက်လို့ရလဲဆိုတော့ဒီ Archive Fan နေမှာရှောက်လို့ရရဲ့နောက်ပြီး Construction Company တွေကိုကကြတော့ကိုဘက်ဘက်မှာ ိုပြီးတော့စိတ်ဝင်စားလဲပေါ့နော် architecture နဲ့ပတ်သက်ပြီးစိတ်ဝင်စားရဲဆိုတော့ architect fan တွေနောက် design fan တွေမှာရှောက်လို့ရတယ် construction နဲ့စိတ်ဝင်စားရဲဆိုတော့ construction တွေမှာရှောက်လို့ရတယ်ပေါ့နော်ဒါတော့ပထမဆုံး architecture drafter ဖြစ်ချင်တဲ့သူတွေစပြီးတော့လေ့လာမဲ့သူတွေအတွက်ကိုကြည့်တိတလောက် knowledge တွေ share ပြရပေါ့နော်ဆိုတော့အချင်းချင်းပြန်ပြောရမယ်ဆိုရင်တော့ဒီ architecture drafter ဆိုတာက architect တွေစဉ်းစားထားတဲ့ design concept တွေကို technical drawing တွေ detail drawing တွေပြန်ပြီးတော့ပြင်ဆင်ပေးရတယ်ပေါ့နော် ပြင်ဆင်ပြီးလို့ရှိရင်ဒီ construction အစ်စ်မှာဒီ technical drawing ပြင်ဆင်ပြီး interior အတွက်ကိုတစ်ဆင့်နောက်ထပ် drawing တွေပြင်ဆင်ပေးရတယ်အဲဒီနောက်မှာမှာတဖြည်းဖြည်း coordination လုပ်တယ်ပေါ့နော် coordination ကတော့ construction stage မှာရော interior အတွင်းပိုင်း stage မှာရော coordination အများအလုပ်နေရတယ်ဆိုတော့ဒီ project coordination ပိုင်းလည်းတာဝန်ယူရတယ်ပေါ့နော်ကျွန်တော်ဒီဗီဒီယိုလေးကကြတော့ဒီအခုလက်ရှိလည်းလုပ်နေတယ် coordination ပိုင်းလည်းတာဝန်ယူထားတယ်။နောက်ဒီ drawing ပိုင်းတွေလည်းတာဝန်ယူထားရတဲ့အတွက်ကြောင့်မို့လို့ဒီတိတိလောက် knowledge တွေကို ပြန်ပြီးတော့ share လုပ်ပေးရဖြစ်ပါတယ်တကယ်လို့ကိုထပ်ပြီးတော့သိချင်တာရှိလို့ရှိရင်လည်းဒီတိတလောက်ပြန်ပြီးတော့ပြန်ပြောပြမယ်ပေါ့နော် comment ရေးပေးလို့ရပါတယ်မေးလို့လည်းရပါတယ် KR နဲ့ပြန်ဖြည့်ပေးပါမယ်ဒါဒီ channel လေးမှာနောက်ထပ်လည်းဒီကိုတိတလောက် knowledge တွေကိုလည်းထပ်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 ပြီးတော့အများကြီး share လုပ်ပေးသွားမှာမို့လို့စိတ်ဝင်စားလို့ရှိရင် subscribe လေး like and subscribe လုပ်ပေးလို့ရပါတယ် follow and subscribe လုပ်ပေးလို့ရပါတယ်ကျေးဇူးပါ